မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဂျီမေးကောက်ဖွင့်နေကိုကျွန်တော်ပြောပြပေးပါမယ်ဂျီမေးကောက်ကိုကိုယ်တိုင်ကိုကြဖုန်းနဲ့ကိုယ်တိုင်ကိုကြဖွင့်တဲ့ပို့အတွက်ဒီဗီဒီယိုလေးကိုကျွန်တော်ဖန်တီးလိုက်ရှင်ဖြစ်ပါတယ်โอเคဒါဆိုရင်ဂျီမေးကောက်ကိုကိုယ်တိုင်ကိုကြဖုန်းနဲ့ဘယ်လိုဖန်တီးမလဲဆိုတော့ကျွန်တော်အစားဆုံးပြောပြမယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်သွားလိုက်ကိုတိုက်တော်ပါတယ် ကောက်ဖွင့်မယ်ဆိုရင် Google ကနေပဲဖွင့်လို့ရတယ်လို့ Gmail ကနေပဲလည်း Gmail အကောင့်ကိုဖွင့်လို့ရတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့က Gmail အကောင့်တွေ Google ကနေပဲဖွင့်လို့ရတယ်ပြီးတော့ Gmail ကနေပဲလည်းတိုင်ရဖွင့်လို့ရတယ်။ကျွန်တော်ကဒီနေ့ပြီးတော့မှ Google ကနေပဲဖွင့်ပြမယ်။ကျွန်တော်ရေ Google ကိုတစ်ချက်နေလိုက်မယ်။ ကိုကေတို့တစ်ချက်ရထားတဲ့ဒီနေရာရောက်လာမယ်ကျွန်တော်တို့ကနှစ်ကိုအရင်ဆန်ရဖွင့်ပေးရဖြစ်ဖြစ်ကိုကတို့ဖွင့်တာပဲဖြစ်ဖြစ်တင်ငွေချင်းတရားအတိမိတ်ဆွေဖွင့်ဖွင့်ဂျီမေးကောက်တဲ့ခြေပဲပေါ့နော်ဖုန်းတိုင်းမှာလည်းဂျီမေးကောက်ရှိရဲဒါပေမဲ့ကိုတိုင်းကိုကြောက်ဘယ်လိုဖွင့်ရမှာမသိဘူးဆိုရင်ကျွန်တော်ဒီနီလန်နေနဲ့ကိုတိုင်းကိုကြအလိုလည်းကိုနဲ့အထီရောက်ဆုံးဂျီမေးကောက်ဖွင့်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်ကနေရာလေးကိုတစ်ချက်နေမယ်နော်ညာဘက်ပေါ်မှာရှင်နေအောင်တစ်ချက်နေ နေ့ပြန်ကျွန်တော်တို့ကဒီနေရာရောက်ပြီဆိုတော့ねဒီမဲ့ဂျီမီကောက်တစ်ခေါက်ရှိရနော်ကျွန်တော်မှာတစ်ခေါက်မကောက်ဘူးเนาะဒီမဲ့အရန်အရန်ရှိတာဂျီမီကောက်ရှိရကျွန်တော်ကအကောက်တင်ဖွင့်ပြမယ်ဒါကြောင့်မကျွန်တော်ဒီဘက်ညာဘက်မှာရှိတဲ့ဒီညာလေးကိုညာလေးတစ်ချက်နေလိုက်မယ်เนาะနေ့ပြန်ကျွန်တော်တို့ကအပေါ်နဲ့ဆွဲတင်လိုက်မယ်ဆိုရင်ဒီအောက်မှာရှိတဲ့အနာအကောက်ဆွဲနေရာရှိရနော်ဒီမှာလူပုံစံလိုကိုလေးရဲ့အပေါင်းလိုကိုလေးနှစ်ခုလေးကတ်ထားတာပေါ့เนาะအဲ့ဒီဟာလေးပေါ့အနာအနာအကောက်ဆွဲနေရာတစ်ချက်ပဲနှိပ်ပြီးတယ် ပြီးရင်ကျွန်တော်တို့ကဒီနေရာရောက်ပြီဆိုတာနဲ့ကိုကယ်ကိုဆက်ပြီးနေလိုက်မယ် ဒါဆိုရင်ခဏလေးဆောင်းလိုက်ပေါ့ကျွန်တော်တို့ဖုန်းရဲ့စခွင်လော့ဒါမှမဟုတ်ရင်အာစခွင်လော့ရှိနေရင်တော့ကျွန်တော်တို့လေးစခွင်လော့ထည့်ပေးလိုက်ပေါ့နော်ကျွန်တော်စခွင်လော့ကိုကြော်ဖြတ်ရမယ်စခွင်လော့မရှိတော့တဲ့ခါလေးတွားရပေါ့နော်ဒါတော့တိတ်ပြီးတော့ပြဿနာမရှိဘူးပြီးရင်ကျွန်တော်တို့ကငကူအပေါ်ဆုံးမှာပြထားတာကကျွန်တော်တို့က Gmail ကအရင်အဟောင်းကောက်ကိုဒီညမှာထည့်ပြီးတော့နောက်ထပ်စင်မှာ password ထည့်ပြီးအဟောင်းပြန်ယူလဲနီးဒါပေမဲ့ကျွန်တော်တို့က account တင်ကိုကိုယ်တိုင်ကိုရဖွင့်မှဖြစ်တဲ့အတွက်အောက်မှာရှိတဲ့ credit account ဆိုတဲ့နေရာကိုနှိပ်ပေးရမယ် နှိပ်ပြန်တယ်ကျွန်တော်တို့အတက်ဖွင့်မှဖြစ်တဲ့အတွက် for my set ကိုနှိပ်ပြန်ရမယ်။ Okay ဒီနေရာမှာကျွန်တော်တို့ကနာမည်ဖနေရယ် last နေရယ်နှစ်မျိုးရှိရယ်ကျွန်တော်တို့ကဖနေမှာနာမည်ခွဲပြီးရေးပြရမယ် last နေမှာနောက်ကနာမည်ရေးဖနေမှာရှေ့နာမည်ရေးဥပမာကျွန်တော်ကဗာနာမည်ထည့်မလို့ဆိုတော့နော်ကျွန်တော်ကဖြိုးတန့်လို့ထည့်မှာဆိုရင်ကျွန်တော်တို့ကဖြိုးကိုရှေ့ရဖနေမှာရေးတယ်မယ် PHY ကိုဖြိုး T ဖြိုး T ဟန်ကိတန်ဖြူတန်နော်အဖြူတန်ကျွန်တော်ခွဲရထားရဲ့ကျွန်တော်တို့ကအတခုလဲပေါင်းလိုက်မယ်ဆိုရင်တော့ဖြူတန်ဖြစ်သွားမယ်ဒါပေမဲ့ရေရနေရာမှာခွဲရပါပါဘောနော်ပြီးရင်ကျွန်တော်က next နေတယ်နေကိုနေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့နာမည်ပြီးသွားရင်လည်းကျွန်တော်တို့ကမွေခုနေမွေလာမွေ ရက်ကိုထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ကပထမမှာမွေးလောက်ယူပေးရမယ်ကိုကြိုက်လက်လောက်ယူပေးလို့ရတယ်ရက်မှာလည်းကိုကြိုက်လက်ရက်ကိုယူပေးလို့ရတယ်ပြီးတော့နှစ်မှာလည်းကိုကြိုက်တဲ့နှစ်ကိုယူပြီးခုနေမွေးလိုက်ထည့်ပြီးရတယ်အောက်မှာရှိတဲ့ GNT ရဲ့ grandar ဆိုတဲ့နေရာမှာကျွန်တော်တို့ကရုပ်ကြလေးမိကလေးယူပေးရမယ်ဒီနေရာမှာကျွန်တော်တို့က family နဲ့ mail လေးဆိုတဲ့ငူရှိရကျွန်တော်တို့ adventurer မိကလေးဖြစ်ပြီးတော့ adventurer ရုပ်ကြလေးဖြစ်တယ်ပြီးတော့အဲ့ဒီနေရာလေးကမိကလေးရုပ်ကြယူပေးလိုက်ကျွန်တော်ကရုပ်ကြလေးဖြစ်တဲ့အတွက် MSRV ဆက်လက်ချနေလိုက်မယ်။ Okay ဒါဆိုရင်မွင်းလားမွေးခုနှစ်တည်းထည့်ပြီးတော့ရောက်ကြလိမ့်မယ်ကလေးရွေးပြီးသွားပြီဆိုရင်နှိတ်ကိုနှိတ်လိုက်မယ်။ ဒီမှာဆိုရင်ဂျီမေးလိပ်စာပေါ့နော်ကျွန်တော်ကအဒီမှာတူပေးထားလဲဂျီမေးလိပ်စာနှစ်ခုချီရဲ့အပေါ်မှာဖြိုတန်နဲ့တန်ဖြိုနဲ့နှစ်လိပ်စာရှိရဲ့ဒါပေမဲ့တူပေးထားမကြိုက်ရင်ကိုကိုဝိုင်းဖန်တီလို့ရတူပေးထားကြိုက်တယ်ဆိုရင်တခုရွေးပြီးတော့နှိပ်ကိုနှိပ်လိုက်ရမယ်ဒါပေမဲ့တူပေးရတခုမှမကြိုက်ဘူးဆိုရင်ကျွန်တော်ကအဆုံးမရှိနေအောင်ခရစ်ထားပြီးတော့ကိုကိုတိုင်းဖန်တီလို့ရတယ်ကျွန်တော်ကိုတိုင်းကိုဖန်တီမယ်ဘာမှဖြစ်ဘူးကိုတိုင်းဖန်တီတူပေးရဖန်တီတူတူပဲပေါ့နော် ကိုယ်တိုင်ဖန်တီးရနေတဲ့ခေါင်းစားဒါပဲကွာပေါ့နော်အော်ဒါကတော့နာမည်မဟုတ်ဘူးလိပ်စာဖြစ်တယ်ပေါ့နာမည်ကခုနရေးပြီးဖြိုတန်းရေးပြီးဒါကတော့နာမည်မဟုတ်ဘူးလိပ်စာဖြစ်တယ်နော်အတ္တရာမနည်းနည်းကြွယ်တော့ဘူးလေဒါပြောရရင်ကျွန်တော်တို့နာမည်ကအများကြီးတူနိုင်တယ်ဒါပေမဲ့လိပ်စာကတော့တူညီနိုင်မှုမရှိဘူးဒီကဘာလုံးမှာတူညီနိုင်မှုမရှိဘူးမတူအောင်လို့ပဲသူကတမင်လောက်ထားပေါ့နော်တူလို့မရဘူးသူကလည်းကျွန်တော်တို့အော် နာမည်ယူချလို့မရဘူးပေါ့နော်ကျွန်တော်ကဒီလိုနေကိုနေလိုက်မယ်တကယ်လို့အနီချောင်းပေါ်လာရင်နာမည်တူနေလို့နောက်ထပ်ထပ်ပြီးတော့တမျိုးချင်းပြရမှာပေါ့နော်ကျွန်တော်အနီအနိုင်ကိုနေလိုက်မယ်မပေါ်ဘူးဆိုရင်တော့နာမည်ကမတူဘူးပေါ့နော်ကိုတယောက်ပဲရှိရပေါ့ဒီနာမည်ကဒီလိပ်စာပေါ့โอเคဒါဆိုရင်နေကိုနေလိုက်မယ်ဒါဆိုရင်မတူဘူးပေါ့နော်ဒီလိပ်စာကိုတယောက်ပဲရှိတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ရဲ့ password ကိုထည့်ပေးရမယ်ကျွန်တော်တို့က password ကို အခေရနဲ့ကဏ္ဍကိုရောပြီးထည့်ပေးရမယ်ပြီးကျော်ကျွန်တော်တို့ကအနည်းဆုံး၈လုံးထည့်ပေးရမယ်အများဆုံးအလုံး၂၀လောက်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကိုယ်ပစောက်ကိုမမီဘူးလို့လိုအပ်တယ်ဒီကျွန်တော်တို့ကပစောက်ဝက်ကိုထည့်ပေးရတယ်စကွင်ကျော်ရိုက်တာဒါမှမဟုတ်စောင်းပေါ်ရေးထားပေါ့နော်နောက်တစ်ခါဝင်အခက်ခဲမဖြစ်အောင်လို့ပေါ့နော်အခုကျွန်တော်ပစောက်ရေးမယ်ဒါဆိုကိုကျွန်တော်တို့ကကဏန်းနဲ့အခေယာနဲ့ပေါင်းပြီးရိုက်ထားပြတင်းနေပေါ့နော်။ Okay ဒါဆိုရင်အခေယာနဲ့ကဏန်းရိုက်ထားမယ်နော်။ ျွန်တော်တို့ကပစ္စဝတ်ရိုက်ပြီးဆိုတဲ့မိကိုနှိမ့်တယ်မယ်။ဒါဆိုရင်အတီးပြူနေပြီပေါ့ကျွန်တော်တို့ကဒါဆိုရင်အပေါ်နည်းနည်းလေးဆွဲတင်နေမှာအပေါ်နည်းဆွဲတင်မင်းပြန်ကျွန်တော်တို့ yes ဟိုနှိမ့်လိုက်မယ်။ပြန်ကျွန်တော်တို့နှိမ့်ကိုနှိမ့်တယ်မယ်။ Okay ဒီကနေ့ကျွန်တော်တို့ကဒီနေရာရောက်ပြီဆိုတဲ့ AK ကိုနှိမ့်လိုက် ဒါဆိုရင်ကျွန်တော်တို့အကောက်ကိုအတီးပြူနေပြီဘောနော်စစ်စင်နေပြီအာကုတ်ခဲချီမရနေပဲကျွန်တော်တို့အကောက်ကိုအကောက်ကိုဖန်တီးပေးဖို့အတွက်စစ်စင်နေပြီဘောကျွန်တော်တို့ကခဏလေးစောင့်ပေးရပါမယ်ဘောတချို့ရေမှာဖုန်းနံပါတ်တောင်းနေတချို့ရေမှာတော့ဖုန်းနံပါတ်မတောင်းဘူးဒါပေမဲ့ဖုန်းနံပါတ်တောင်းရင်ထည့်ပေးလိုက်ဖုန်းနံပါတ်မတောင်းရင်တော့ဒီတိုင်းပဲထားရေဘောနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အကောက်ကို control လုပ်ပြီးဘောဖုန်းနံပါတ်လိုရတယ်ဒါပေမဲ့တချို့ရေမှာတော့မလိုအပ်ဘူးဘောနော်ဒါပေမဲ့ဂျီမေကဖွင့်မှာများရင်လည်းဖုန်းနံပါတ်လိုအပ်လာလေတဘောရှိရဲ့ပထမဆုံးဖွင့်ရင်တော့လိုအပ်လို့မရှိဘူး โอเคဒါဆိုတော့ကျွန်တော်ပါတော့ဖုန်းနံပါတ်မတောင်းဘူးเนาะနောက်ထပ်ဖုန်းနံပါတ်တောင်းရင်ကျွန်တော်လည်းဖုန်းနဲ့အတီးပြုတ်ပြီးပါဆိုရင်နေရာရှိအဒီနာလေးကိုကျွန်တော်လည်းဖုန်းနံပါတ်ကိုထည့်ပေးပြန်နေမစစ်ပို့လာတယ်အဲ့ဒီမစစ်ကိုရိုက်ထည့်ပေးရတယ်ကျွန်တော်ဂျီမေးကောင်ကပွင့်သွားနေမယ် โอเคဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ဂျီမေကောက်ကိုအောင်မြင်စွာဖွင့်ပြီးတော့ပြီပေါ့နော်ဒါကဆိုရင်တော့ကျွန်တော်ရဲ့တငယ်ချင်းဖြူပါရေးနားလဲလောက်ပြီးလို့ထင်တယ်ဂျီမေကောက်ကိုဖုံးနဲ့ကိုယ်တိုင်ကိုယ်ကြားဖွင့်တတ်ပွားလောက်ပြီးလို့ထင်ပါတယ်โอเคဒီနေ့လေးနဲ့အတုံးပြီးပြီးတော့ဂျီမေကောက်ကိုဖွင့်လို့ရပါတယ်ဆိုဒီဗီဒီယိုလေးနဲ့ကျွန်တော်ပြပြလိုက်ပါတယ်ဒီဗီဒီယိုကြားနေတဲ့ဆိုရင် like share လေးပြုလိုက်ပါနည်းပညာကြည့်ရဖို့ဒီ channel လေးကို subscribe မနေရရင် subscribe နေထားလိုက်ပါ